ဆူဖမီများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မင်းနဲ့အနေနဲ့ကဆူတောင်းပြည့်ဖရားလေးကိုအလဲတော်မှာဖြစ်ပါတယ်ဒီဖရားကတော့ချင်းမမျိုးမှာရှိတဲ့စပယ်ဘန်ဆူတောင်းပြည့်ဖရားလေးဖြစ်ပါတယ်ရှင်စူတံပြေစပယ်ပန်ဖရားလေးကဆိုလို့ရှိရင်တော့ဒီချင်းမိုင်မျိုးလေးမှာဆိုလို့ရှိရင်စပယ်ပန်လေးကိုကတ်လို့ပူဆိုလိုရာစုကိုတောင်းပြီးတော့မှ အတိတ်ထန်နေဆိုရင်စူတံပြေတယ်ဆိုပြီးတော့နမည်ကြီးလာပါတယ် ဖះကိုရောက်ပြီဆိုရင်တော့အမွေတိုင်းတုံးတိုင်းစပယ်ပန်လေးကလူပြီးတော့မှကိုဖြစ်ချင်းဆုံးစန္ဒတခုတည်းကိုလာလည်းရေစူတောင်းရပါတယ်တဲ့ဒီစန္ဒလေးတခုပြေဝသွားပြီဆိုလို့ရှိရင်လေတုံးလာအတွင်းမှာကိုအတိတ်ထန်ထားခဲ့တဲ့အတိုင်းပဲစပယ်ပန်ကုန်းလေးတွေနဲ့လာပြီးတော့ဖះကိုကလူပူဆောင်ပေးရပါတယ်အရင်တစ်ခါကတော့အနေရောရောက်သွားတဲ့အချိန်ကအရန်ကိုနေပူတဲ့အချိန်မှာရောက်သွားခဲ့တာဆိုတော့တိချာစားပေါ့နော်အနေရောဖះမပူလိုက်ရဘူးပြီးတော့ကိုကလည်းဘာကြီးလောက်ရမယ်ဆိုတော့မတိတိရဲ့အချိန်မှာ အနီရိုတီစာမတိခဲ့တော့အတိုင်းဖူးပြီးပြင်ဆင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ခါတော့ညနေခင်းနေအေးတဲ့အချိန်မှာဒါဖျားမှာဘလို့ကတ်လူရတယ်ဘလို့ဆူတောင်းရတယ်ဆိုတာကိုကြကြာနန်းနာဒီတစ်ခါတော့ research လုပ်ပြီးတော့မှနောက်တစ်ခါထပ်ပြီးတော့ဖျားကိုတော့ဖူးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒါကတော့တောင်ချီမှာပေါ့နော် စပယ်ပန်းလေးတွေကိုဒီလိုလေးကတ်လို့ပူဆော်လို့ရတယ်ဆိုင်လေးတွေရှိတယ်ဝယ်ထားလို့ရတဲ့ဆိုင်လေးတွေရှိတယ်အနေလိုကတော့အခုမှအတိတ်ထန်တင်ဖို့သွားမှာဆိုတဲ့အခါကျတော့စပယ်ပန်းကုန်းလေးတွေပဲဖခင်အတွက်ပူဆော်ဖို့ဆိုပြီးတော့မှဝယ်လာခဲ့ပါတယ်အဲ့တော့ဒါကတော့စပယ်ပန်းကုန်းလေးတွေပေါ့နော်သူကတော့စပယ်ပန်းကိုသူကအောက်ကကလပ်လေးနဲ့ပေးတာပေါ့နော်ဒါပေမဲ့အနေကကျတော့ပန်းကုန်းလေးအတိုင်းပဲလူချင်းလို့ဆိုပြီးတော့မှစပယ်ပန်းကုန်းလေးကိုပဲဒီလိုလေးဝယ်လာခဲ့ပါတယ် အခုကတော့တောင်ပေါ်စပြီးတော့တက်ပါပြီရှင်ဒီမာနီရတာအနီရောမင်းရောအရန်ပျော်ရဲနှစ်ယောက်စလုံးကလေကို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 ပေါ်တော့ပင်လေပျော်ရဲလွတ်ထင်ထားပြီးတော့မှပင်လေမှာနေကြတာဒါပေမဲ့တောင်နေကိုပြောင်းလာတဲ့အချိန်မှာပင်လေထက်တောင်နေကိုနှစ်ယောက်လုံးတအားကိုပူကြိုက်လို့ရဲစိတ်ချမ်းသာရတယ်ပေါ့နော်ဆိုတော့အနီရောအခုစပြီးတော့မှ တောင်ပေါ်တက်တဲ့လမ်းလေးဖြစ်ပါတယ်ဒီစပယ်ပန်းဖျားလေးကတော့တောင်ကအရင်မမြင့်ပါဘူး အကြာကြီးလည်းမတက်ရဘူးပေါ့နော်ခဏပဲ10မိနစ်လောက်ပဲကိုကားနဲ့ကိုမောင်းသွားရင်ဆိုရင်ပဲတောင်ပေါ်ရောက်သွားပြီတောင်ပေါ်ဆိုပေမဲ့အရင်မဆောက်နေရလည်းမဟုတ်ဘူးပေါ့နော် ်အနေရတီမှာဆိုရင်တွားပစ်တဲ့တခြားသောဖရားတွေတောင်မဖရားလေးတွေရှိတယ်တော်တော်လေးမဆောက်တဲ့ဖရားလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီကိုလည်းအနေ vlog လေးပဲဆက်ပြီးတော့တင်ပေးပါမယ်ဒီနေ့မှာတော့အနေလေကိုဆန္ဒလေးတစ်ခုပေါ့အတိတ်ထန်တင်ဖို့သွားတာဖြစ်ပြီးတော့အနေရဆိုဖာမလီများလေးအနေနဲ့တူလိုက်ပါဖရားဖူးရဲနဲ့ကိုဆူတောင်းခြင်းနဲ့ကိုဖြစ်ခြင်းနဲ့ဆန္ဒလေးတွေပြေဝသွားအောင်လို့တခါလေးဆူတောင်းပေးခဲ့လို့ရပါတယ်ရှင် အဲ့တော့ဒါရောက်တော့ပါပြီပေါ့တော့မိသားစုလိုက်ပြောပြောဘာဘာတွားချတယ်အာစပီယောမားဒီလိုမျိုး view လေးကိုတွေးလိုက်ရတဲ့အချိန်လေးမှာရန် ကိုစိတ်ချမ်းသာရပါတယ်ရှင်ဒီနေ့မှတိန်တွေကအရန်ကိုလာတယ်ညနေခင်းလေးတွားတဲ့ခါကျတော့လေးအေးအေးလေးနဲ့ပေါ့နော် နေလို့လည်းအရန်ကောင်းပါတယ်ရှင် ဒီမှာဆိုရင်အမတန်တပည့်ကြီးမားတဲ့ဘုရားရုပ်ထူးကြီးရှိတယ်။အဲ့ဒီဘုရားအရင်ကတော်ပြီးတော့မှအနိရုဒ္ဓစပယ်ပန်ဘုရားအတွင်းဘက်ထဲပေါ့နော်။အတွင်းဘက်ယဉ်ပြည့်ချမ်းလေးကိုဝင်ကြမှာဖြစ်ပါရဲ့ရှင်။ ရားယုတ်ထွကြီးရဲ့ပြီးရင်ပြင်အပြင်ဘက်မှာပဲဒီမှာဆိုရင် Shiva နဲ့ Shakti ရဲ့ပေါင်းစည်းမှုယုတ်ထွကိုလည်းတွေ့ရပါတယ်။နည်းနည်းလေးဆက်ပြီးတော့မှအနေရောလျှောက်လာ ခဲ့လိုက်မယ်ဆိုရင်တော့ရွှေရောင်တောက်ပြောင်နေတဲ့ Nablu Min ကြီးရဲ့ယုတ်ထွကြီးကိုစပြီးတော့တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီလိုဘုရားရင်မြင်ပေါ်ကိုရောက်ပြီးဆိုရင်အရင်ဦးဆုံးမြင်တွေ့လိုက်ရတာကတော့ဒီဘက်မှာရှိနေတဲ့အမတန်တပ်ပဲကြီးမားလာတဲ့ဘုရားရုပ်ထုကြီးရဲ့ဒီဘက်ကနတ်ဘလူးမင်းကြီးရဲ့ကိုစပြီးတော့တွေ့ရပါလိမ့်မယ်နော် အော်ဒီနက်ဘလူးမင်းကြီးကို ပထမတစ်ခါတွေ့လိုက်တဲ့ကအနည်းစိတ်ထဲမှာပေါ့နော်ကာရဝါပြူတယ်မြေတားတက်ကိုခံယူခဲ့တယ်ဒါပေမဲ့တခြားမသိသေးတော့နက်ဘလူးမင်းကြီးရဲ့အကြောင်းကိုအနည်းလေးတခြားရှင်းပြလေးပေါ့နော်ရှင်းပြတဲ့အချိန်မှာအနည်းတွေ့လာရတာပါလေဆိုတော့ဒီစပယ်ပန်းဖျားဒီရုပ်ထူကြီးအကြီးကြီးနက်ဘလူးမင်းကြီးက သူ့ရဲ့ဘွဲနာမည်ကထားဝိစုဝမ်ဆိုတဲ့နာမည်ဖြစ်ပါတယ်။သူ့ကိုရဲထားကုဝမ်လို့လည်းခေါ်ကြတယ်လို့ပြောပါတယ်ပေါ့နော်။သူ့ရဲ့အသားအရောင်ကတဲ့ရွှေရောင်ရှိပါတယ်တဲ့။မြောက်အရက်ကိုဆောင်းရှောက်ပြီးတော့မှလက်ထဲမှာလည်းလက်နက်ကြီးကိုခြင်ထားတယ်ပေါ့နော်။နတ်ဆိုးတွေမိစ္ဆာဆိုးတွေကိုဆိုရင်တဲ့သူ့ရဲ့ခြေရဲမှာရူချိုးစီနိုင်ပါတယ်တဲ့။ အဲ့ဒီ Tower Suit One ဆိုတဲ့ Net Blue ကြီးကအရက်မြင့်မြင့်မားမားနဲ့ပေါ့နော် Net Blue တွေရဲ့အဝတ်အစားနဲ့အမြဲတမ်းပုံဖော်လေးရှိပါတယ်တဲ့နော်သူကတော့ယုံကြည်ကိုယ်ပိုင်မှုတွေကတော့အများကြီးစဉ်သက်လာကြတာပေါ့နော်ပါဠိဘာသာတက္ကသဘာသာတရုတ်ဘာသာမှာလည်းပဲသူတို့ရဲ့ဒီပွဲနာမည်တွေအလားဒီ Net Blue မြင့်ကြီးရှိနေကြတယ်ပေါ့နော် ဒီနဘလူးမင်းကြီးကိုတဲ့ပူဇော်မင်းဆိုရင်တော့တဲ့အမွေးတိုင်းကိုတိုင်းနှင်းစီကိုပွင့်တက်တီးတွေနဲ့ကတ်လို့လို့ရတယ်တဲ့ပေါ့နော်အနီရိုရီအခုစပယ်ပန်းပြရဲ့အတွင်းရင်မြင်းလေးကိုရောက်လာခဲ့ပါပြီ စပယ်ဖန်ပြားမှာကိုယ့်ရဲ့စင်တာတွေကိုအတိတ်တည်းဆူတောင်းမယ်ဆိုရင်တော့အမွေးတိုင်းတုံးတိုင်းစပယ်ဘန်ကုန်းလေးနဲ့အတိတ်တည်းပြုဆူတောင်းလို့ရပါတယ်တဲ့အမွေးတိုင်းတွေကိုတော့ရင်မြင်ရဲ့ဒီအပြင်ဘက်မှာဆိုလို့ရှိရင်ပုံလေးတွေနဲ့ထားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲသူတို့ချပေးထားတဲ့အမွေးတိုင်းလေးတွေကိုပဲအမျိုးလိုယူသုံးလို့ရပါတယ်ပြီးရင်တော့ဘုရားကိုကိုယ့်ရဲ့စေတနာရှိသလားပြန်လည်လူတန်းပေးခဲ့လို့ရပါတယ်ရှင် အနေရိုရဲ့ဆိုဖမ်လီများလည်းဖူးမြော်ပြီးတော့မှတောင်းဆိုအတိတ်ထန်တင်လို့ရပါတယ်ရှင် ဆူတောင်းအတိတ်ထပြပြပြဆိုလို့ရှိရင်တော့အပြေဘက်မှာဒီလိုမျိုးအမွေးတိုင်းစိုက်ဖို့အိုးလေးထားထားပေးတယ်ပေါ့နော်ဒီမှာအရှေ့ကနေလည်းရှိပါတယ်ရှင်အရှင်မဟာဘိန်းနေပေါ့နော်အရှင်မဟာဘိန်းနေကိုလည်းအန်ဒီတို့တတိလေးကတ်လုပ်ခဲ့ပါတယ်ပြီးရင်တော့ဒီဘက်မှာအရန်လာတဲ့ view နဲ့ရင်ပြအကျယ်ကြီးရှိပါတယ်အနည်းငယ်အကြိုက်ဆုံးနေရလို့ပြောလို့ရတယ် တော့ကညနေဖះမပိတ်ခင်လေးမှရောက်လာတာဆိုတဲ့ခါကျတော့လူသိမ့်မရှိတော့ပိုပြောကောင်းတယ်ပေါ့နော်ပြီးတော့ညနေနေဝင်ဆိုင်လေးဆိုတဲ့ခါကျတော့ရာဒီဥတုကလည်းအရင်တာရတယ်ရှုကင်လေးကလည်းအရင်တာရတယ်အနီရှုကင်အတန်လေးကိုလည်းပြထားပြပါတယ် ြင်ရမှာဆိုရင်အရန်ထိုင်ခြင်းနဲ့ဒန်းလေးရှိတယ်ပေါ့နော်အဲ့ဒါဒန်းတွားစီနေတာပါပုံမှန်ဆိုရင်လူအရန်များအချိန်ဒီမှာဆိုလို့ရှိရင်ကွာအဲ့ဒန်းကိုစီးလို့မရဘူးဒီနေ့ညနေမှာတော့လူမရှိတော့တွားပြီးတော့ဒန်းစီနေတာဖြစ်ပါတယ်ရှင် အနေရောတွေအခုရင်မြင်ပေါ်ကနေပြန်ပြီးတော့မှဆင်းလာကြပါပြီရှင်။မိုးတွေလည်းတအားအောင်လာပြီပေါ့နော်။မိုးတော့မရွာတော့ဒါပေမဲ့မိုးတွေအများမဲလာတာနဲ့ ပြီးတော့ဒါ6နာရီဆိုလို့ရှိရင်ဖះလဲပိတ်တော့မှာဆိုတဲ့ခါကျတော့အနေနဲ့ပြန်ပြီးဆက်လက်ခဲ့ကြပါရယ်အခုအနေဒီဗီဒီယိုလေးကိုရိုက်ထားတာတပတ်လောက်ကြာတော့ခဲ့ပြီဆိုတော့ဒီကြားထဲမှာလေအနေအတိတ်ထံပြုခဲ့တဲ့ဆုတောင်းလေးလေး90ရာခိုင်နှုန်းလောက်ပြည်လာတယ်ပေါ့နော်ထူးထူးခြားခြားပါပဲအနေနောက်တစ်ခေါက်ထပ်ပြီးတော့မှတွားရပါဦးမယ်ရှင် တံပေါ်ကလည်းဆင်းလဲဆင်းလာရောပိုက်စာလို့ဆိုပြီးတော့မှအနီရောကဖေးဆိုင်လေးလိုက်ရှာတယ်ပေါ့နော်ဒီနေ့နောက်မှာတော့ကဖေးဆိုင်လေးတွေကအများကြီးရှိတယ်ဒါပေမဲ့အခုညနေ6:00နာရီထိုးသွားပြီဆိုတော့အချို့ဆိုင်လေးတွေကပိတ်သွားပြီပေါ့နော်အဲ့တော့အနီအရင်တစ်ခါကအနီရောသွားဖို့ခဲ့တဲ့ဆိုင်လေးကိုပဲသွားပါမယ်အဲ့ဒီဆိုင်လေးကထူးခြားပါတယ်ဘာလို့လဲဆိုတော့ငားလေးတွေရွှေငားလေးတွေအများကြီးရှိတယ်ဒီဆိုင်လေးကလည်း social media မှာဆိုလို့ရှိရင်တော့နာမည်ကြီးတဲ့ဆိုင်လေးပေါ့နော် crab cafe ဆိုရဲငားလေးတွေနဲ့ဆိုင်ကိုသွားပါ ါမယ်။ like ခေပေးပါဦးရှင်။ ဖေးဆိုင်လေးကိုရောက်ပါပြီဒီဆိုင်လေးကလည်းဒုတိယတစ်ခေါက်ပြန်ရောက်လာတာပေါ့နော်ဆိုင်လေးကတော့အရင်လှပါတယ်ဒါပေမဲ့တစ်ဆိုင်လုံးကအဲ့လိုမျိုးဆောက်ထားရေပေါ်မှာဆောက်ထားတာပေါ့နော်ငါးကန်လေးတွေပေါ်မှာဆောက်ထားတာပေါ့နော် ငါကိုလေးလည်းဟိုပါလေကိုပြီးနေပါငါနဲ့တူတာလေပါပေါ့ငါနဲ့တူတာလေရွှေငါးလေးတွေဆိုတော့အရန်ညံကောင်းနေအဲ့နောက်လူလာပြီဆိုရင်သူတို့ကအစာကျွေးမယ်ဆိုတာတည်ပြီးတော့လေအဲ့လိုမျိုးအုံလိုက်ကျင်းလိုက်ကိုလူနာကိုလာကြတာပေါ့နော်ဒီမှာကငါးစာလေးကျွေးလို့ရပါတယ်ငါးစာကတော့အများကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းချင်းစီအဲ ဝေကျွေးရတယ်ပေါ့နော်ဒီဘက်အနေရောဒီတစ်ခေါက်ထိုင်တဲ့ပကံငါးကြီးတွေအကြီးကြီးတွေဟိုဘက်ချမ်းမှာကံငါးတိတိတိရှိပါတယ်ဒါတော့ပိုက်ဆံနေတဲ့အဖွဲတွေပါရှင်လာပြီးဆိုတော့ပျော်သွားတာပေါ့နော်အဲ့ဒီခွက်အကြီးကြီးအိန္ဒိယမကုံတော့ဘူးအနေရောပေါ့နော်ဝင်တောက်ပြီးတော့ပိုက်ဆာလို့ဆိုပြီးတော့မှအိန္ဒိယလည်းအများကြီးမှာစားအဲဒါမဲ့တကယ်တမ်းကျတော့လည်းဘာမှမကုံတော့ပါဘူးရှင်အိန္ဒိယက ငါးစာကျွေးနေတာဖြစ်ပါတယ်တို့ဒီလိုခွက်တီးတီးလေးတွေယူနေငါးစာကျွေးရတာပေါ့နော်တခွက်ကိုဘတ်တရာဆိုတော့မြန်မာငွေနဲ့ဆိုရင်တထောင်ကျော်လောက်ပေးရတယ်ဒါပေမဲ့ဘာမှမပါဘူးပေါ့နော်ငါးလေးတွေကိုကျွေးရတာဒါကတော့ whip cream ကြီးကိုကျွေးနေလို့ပေါ့နော် whip cream ကြီးကိုမကြိုက်ဘူးလို့ပြောနေတယ်ကျမပဲဖြစ်ပါတယ်မကြိုက်ဘူးလို့ပြောလိုက်တော့သူ့ပါဇက်ထဲကိုသူထုတ်ထည့်ပြီးစားလိုက်ပါတယ်ဘေးရတယောက်ကတော့ ခဲ့တဲ့ထမင်းကြော်ရေချက်ကြော်ရေနောက်ပြီးတော့ပြောင်မှုတုတ်ရေဖြစ်ပါတယ်ပြောင်မှုတုတ်ကတော့အနေရဲ့ favorite favorite ပါထမင်းကြော်ကလည်းတခြားဆိုင်နေနဲ့မတူစားလို့ကောင်းပါတယ်အနေကအိန္ဒိကအစားလွန်သွားတော့တိတ်တော့မစားနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့အိန္ဒိအတွက် favorite menu ကတော့အဲ့ဒီဘက်ကပြောင်မှုတုတ်ကလေးပေါ့နော်ပြောင်မှုတုတ်လေးကိုအရင်ကိုတော့ကြပါရှင် အနီရောရဲ့ vlog လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။မင်းနဲ့အနီနဲ့ရဲ့နေ့စဉ် daily vlog လေးတွေ daily ပုံရိပ်ကလေးတွေကိုကြည့်ခြင်းနဲ့ဆိုရင်တော့မင်းနဲ့ any diary channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။အနီရောနီယာကိုချစ်မြတ်လို့ရဆိုရင်တော့ comment လေးမှာအသေးလေးတွေလည်း comment ပေးခဲ့ပါအောင်နော်။အနီရောမင်းရောက social media အားလုံးကိုအများကြီးချစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ် video လေးတွေမှာပြန်ဆုံကြပါမယ်။